သူရဲ့အကြောင်းရှုံးမှုတွေအတွက် United ကိုခုလုံပြစ်တင်လိုက်တဲ့ Rafo ပြီးခဲ့တဲ့ United ကမှာ Marcus Rafo ကသူရဲ့ကစားမပွားရုံးကန်ရမှုတွေအတွက် Manchester United အသင်းကိုအပြစ်တင်တယ်လို့မျိုးပြောလိုက်တာပါလက်ရှိ Barcelona ကိုတရားသည့်အငှားနဲ့ရောက်နေတဲ့အသက်၂၈နှစ်ရဲ့ Rafo က United ကနေထွက်ခွာပြီးနောက်မှာခြေစွမ်းကောင်းတွေပြင်ရလာပါတယ်လက်ရှိအသင်း Barcelona အတွက်သူဟာပြိုင်ပွဲအဆုံ၁၀ပွဲမှာ၃ဂိုးသွင်းပြီး၅ဂိုးထိဖန်တီးပေးထားပါတယ် Rafo ရဲ့ပုံစံကောင်းတဲ့ကြောင့်လည်းအင်္ဂလန်ပြည်သောမတ်တူဟဲကလည်းလာမယ့်ကမ္ဘာပလားပွဲအတွက်သူ့ကိုပုံမှန်ရွေးချယ်လာပါရင် Lesbian နဲ့ပွဲမကြိုင်ခင် INTV နဲ့အင်တာဗျူးမှာတူဟဲက သူကမ္ဘာအဆင့်မီကစားမဖြစ်ဖို့ပုံမှန်စွမ်းဆောင်ရည်လိုအပ်တယ်လို့သုံးသပ်ထားတာကို Raffo ကိုမေးခဲ့ပါတယ်။အဲဒီခါမှာ Raffo ကဟုတ်ပါရင်ပုံမှန်စွမ်းဆောင်ရည်ကရရင်ကြည့်ပါရင်ကျွန်တော်ပုံမှန်မရှိတဲ့ပောင်ရင်ချင်းမှာအချိန်ကြာကြီးကစားခဲ့ရတယ်လို့ခန်းစားရတယ်။ဒါကြောင့်ပုံမှန်ချင်းစွမ်းပြဖို့ပိုခက်ခဲခဲ့တာပေါ့လို့တုံ့ပြန်ခဲ့ပါတယ်။ဒီလိုပြောရဟာမယ်နိုင်တက်မှာဂျုံကင်းရတဲ့မတင်ငြိမ်တဲ့အခြေအနေတွေဥမာနေပြခဏခဏပြောင်းလာမျိုးတွေအကြောင်းသူရဲ့အကောင်းဆုံးပုံစံကိုအမြဲတမ်းမပြတ်သားနိုင်ခဲ့ဘူးဆိုတဲ့သဘောမျိုးပါသူကဘာပဲလို့လို့ပုံမှန်ဖြစ်ဖို့အတွက်ဘွားမာရောလင်းချင်ရင်မှာပါတင်ငြိမ်တဲ့အခြေအနေတွေလိုတယ်လို့ပြောခဲ့ပါတယ် ဒါပြင်သူကဒီအချက်ကိုပြင်ဆင်ပြီးအမြဲတမ်းကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ်လို့လည်းထပ်လောင်းပြောကြားခဲ့ပါတယ်။မန်နိုက်တက်ပရိသတ်တို့ရှုံးနဲ့ဘောလုံးဝိပန်သူတွေကရက်ဖို့ပြောတာကိုလက်ခံကြပြီးမန်နိုက်တက်အသင်းရဲ့မကြည်ညိုမှုဟာကစားမရီပေါ်ဘလောင်းချီတက်ရောက်မှုရှိရဲဆိုတာကိုနားလည်ပေးကြပါတယ်။သူရဲ့အမှတ်ချက်တွေမှာရက်ဖို့ရဲ့ကစားမပွားတစ်လျှောက်လုံးမှာနီးပြားတွေအများကြီးပြောင်းခဲ့တာကိုထည့်တွက်ခြင်းသူပြောတာမှန်တယ်။တည်ငြိမ်တဲ့အခြေအနေမရှိဘဲခြေစွမ်းကိုပုံမှန်ပြဖို့ဆိုတာတကယ်ခက်ပါတယ်ဆက်လက်ပြန်ပြောကြပါတယ်။ဒါပြင်အသင်းရဲ့ပြဿနာဟာအပေါ်ပိုင်းကပိုင်းရှင်နေတဲ့စီမံခန့်ခွဲမှုကြောင့်ဖြစ်ပြီး Redford တယောက်တည်းကိုပြစ်တင်တာမတရားဘူးလို့မြင်နေသူတွေလည်းရှိပါသေးတယ်။ ဒါပေမဲ့ membrane တန်အများစုကတော့ referral matchup ကိုတောင်းဝင်ယူမှုမရှိဘူးလို့ဝေဖန်ကြပါရင်ပေါင်းရင်ချင်းကမကြည့်ရင်တော့ကစားမတောင်းအနေနဲ့ကိုယ့်ကိုတောင်းဝင်ယူရမယ်။သူဟာအသင်းရဲ့အကောင်းဆုံးကစားမတူဖြစ်ခဲ့ပြီးလစာများကြီးရထားတာပဲ။သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ပုံစံကြဆင်းမှုတွေအတွက်သူကိုယ်တိုင်လည်းတောင်းဝင်ရှိတယ်လို့ပြောဆိုခဲ့ပါရင်တချို့ကဆိုရင်ဘာစလိုနာမှာခြေစွမ်းကောင်းတွေပြလာလို့အသင်းဟောင်းကိုအပြည့်တင်တာမျိုးမလုပ်သင့်ဘူးလို့ဝေဖန်တယ်လို့အခုလိုအသင်းကနေထွက်သွားပြီးမှအသင်းကိုအပြည့်ပြောတာမျိုးဟာမကောင်းတဲ့စိတ်သက်ကိုပြသတာပဲလို့ရှုမြင်တဲ့ပရိသတ်တွေလည်းရှိပါရင် ေဝေအောင်ဖြင့်ပြည်သက်တွေဟာ refuge ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုမကြာခဏမြင်တွေ့ကြရတာကြောင့်ဘာကြောင့်အမြဲတမ်းပုံမမကစားနိုင်တာလဲဆိုတဲ့အပေါ်သူ့ကိုပို့ပြီးတော့တာဝန်ယူစေခြင်းတဲ့သဘောရှိပါတယ်